ကြည့်တာကဦးဇင်းတို့ရှုခွက်အစ်တစ်ပြောင်းလို့ရှိရင်တေချာနားထောင်ပါနားမလည်ချက်ချင်းမေးပါနားမလည်ဆိုဦးဇင်းတို့ဘာကိုခိုင်းတာလဲဆိုတာနားမလည်ချက်ချင်းမေးကိုအထင်နဲ့ကိုကြားဘူးနားဝါလေးနဲ့အရင်တော့ကကြင်ငယ်ဘူးတာနဲ့ရောသွားတတ်တယ်အဲ့ဒါကြောင့်တေချာနားထောင်ပါမယ်အဲ့တော့ကြင်ပြီးရင်တော့ဝေဖန်လို့ရပြီမလို့စင်ပါဦးဇင်းတို့ဝေဖန်ဖို့အတွက်ဆရာပါခိုင်းလေဆိုတော့နားလည်ဖို့နဲ့နားလည်တဲ့အတိုင်းမိမိကစူးစမ်းပြီးလုပ်ဆောင်မှုလိုပါတယ်လှုပ်ချင်တယ်ဆိုနည်းနည်းလေးလှုပ်ချင်းလှုပ်လို့ရတယ် မကျင်နေရွှေကျင်နေနှဲ့ကျင်နေခါးကြီးဆန့်ကျင်နေအဲ့လိုလှုပ်လို့လွယ်တဲ့ခါကျတော့တဏှာကစိတ်မှာအလွယ်တကူနေရာရနေတယ်။နေရာတော့စိတ်မှာတဏှာမချုပ်တဲ့ခါကျတော့ဟလာတဏှာအလိုလိုက်ပြီးအမြဲတမ်းလှုပ်တဲ့ခါကျတော့အဲ့ပုဂ္ဂိုလ်ကြီးဟလာဘဝင်မကြောက်ဘူး။ဟုတ်ပြီလား။အလိုရင်းကတော့စိတ်မှာတဏှာကင်းရင်ဆင်းရဲတယ်။စိတ်မှာတဏှာမရှိရင်တဏှာချုပ်ရင်ချမ်းသာတယ်ဆိုတော့နားလည်ထားဖို့လိုတယ်။အော်ဒီကမ္မထာကမနေ့ကလည်းပဲနှစ်ပိုင်းရှိတယ်။ပထမပိုင်းကတဏှာကိုစိတ်မှာမကပ်အောင်တဏှာ ချုပ်သွားအောင်တဏှာကိုအလိုမလိုက်ပဲတော်လှန်ပြီးတဏှာအလိုကိုစွန့်တဲ့အပိုင်းတဏှာကုံသွားလို့ရှိရင်တဏှာချုပ်သွားလို့ရှိရင်တဏှာကြောင့်ကျန်းတဲ့ဘဝဘဝင်ဟာကျသွားမယ်အဲ့ဒါဘဝင်ကျတယ်လို့ခေါ်တယ်ဘဝင်ကျရဆိုဒီမှာစိတ်မှာတဏှာမကက်လို့ယုံနာတော့လဲစိတ်မစင်းရတာကိုခေါ်ပါတယ်မနေ့ကယုံနာတော့လဲစိတ်မစင်းရတဲ့ပုံကများမရှိဘူးလားဟုတ်တယ်နော်အဲ့ဒါကိုဒီနေ့ထိုင်ရင်းနဲ့ရအောင်ကျင်းမယ်အဲ့တော့အဲ့လိုယုံနာတော့လဲစိတ်မစင်းရတဲ့ပုံကများတနည်းအားဖြင့်ဘဝင်ကျတယ်ပေါ့နော်ဘဝင်ကျတဲ့ပုံကများဒီဘဝင်ကျပြီးတဲ့ခါမှာယုဒုက္ခ ရှိတော့လဲစိတ်မှာမစင်ရတော့ဘူးအဲ့တော့ရုပ်ရဲ့ဝင်တော့ဝင်ဖို့လွတ်သွားတယ်စိတ်ဟာအဲ့လိုစိတ်ကလွတ်သွားမှဘဝင်ကျသွားမှယုတ်ကမထမ်းမဲ့ရှုရှုနံကမထမ်းမဲ့ရှုရှုမိမိတို့ဟလာတန်ရတန်ရကိုနဲ့ပါရမီဟလာရင်တော့အဆက်ပါရရှုခြင်းရရှုလို့ရပြီအဲ့တော့ဘယ်နှပိုင်းရှိလဲနှစ်ပိုင်းရှိတယ်ပထမပိုင်းကဘာဖြစ်အောင်ကြိုးစားရမှာလဲတဏှာချုပ်အောင်ကြိုးစားရမယ်တဏှာချုပ်ရင်ဘာဖြစ်မှာလဲဘဝင်ကျမယ်ဘဝင်ကျရဆိုတာဘာဖြစ်တာလဲ ယုံနာတော့လဲစိတ်မစင်းရတာယုံနာတော့လဲစိတ်မနာလားဟုတ်ပြီလားဘဝင်ကြဘဝင်ကြပြီးရင်ဘာလုပ်ရမှာလဲရှုခြင်းရရှုရှုရဆိုတတိပဋ္ဌာန်၄ပါးမိမိပွားခြင်းရပွားလို့ရပြီမတော်တော့လဲပထမပိုင်းမအောင်မြင်မဲ့ဒုတိယပိုင်းကိုယ့်ကိုတက်လို့ရပါမလားမရဘူးနာလာလို့ရှိစိတ်ကစင်းရင်လောက်စင်းရင်လာရင်ဘာမှရှုလို့မရတော့ဟာလုံထွေးနေရောအဲ့တော့ရှုတာနောက်တာပထမပိုင်းတော့တော့လုပ်ယူရမှာပါတော်တော်လဲဦးစင်းကပြည့်စုံအောင်လို့ပြောလိုက်တာယောဂီတို့ general picture လေးရသွားအောင်လို့ ဟောဘဝင်ပိုင်းဆိုဒီမှာတကယ်တော့စိတ်မှာတဏမကတ်အောင်တဏပူးတဲ့စိတ်ကိုဟုတ်လားရှူတာပါလားအစိတ်ကိုရှူရမှာဆိုအာနာပါနရှူလို့မရတော့ဘူးဟုတ်လားအာနာပါနမရှူရတော့ဘူးအတက်အောက်ခွင့်တာမဟုတ်ပါဘူးအရင်ရလို့ဟုတ်လားမိမိကရှူရရှူရမလို့ရတော့ဘယ်နဲ့ကိုယ့်ကိုပဂရိဝင်လို့တလေသူသဘောသူဆောင်းလေးမိမိသည်ဟုတ်လားငိမ့်နေအိန္ဒြေကိုမှအောင်တည်မယ်တည်ပြီးလို့ရှိရင်ခန္ဓာအင်ကြီးကိုစိတ်ကမထိမနဲ့လွတ်ချလိုက်မယ်အချိန်တိုင်းဝေဒနာတက်လာတော့စိတ်ထဲမှာ နာတယ်မခံနိုင်ဘူးဆိုတဲ့တဏပေါ်မလာဘူးလားဟဟလားအဲ့တဏဒီယောဂီတော့ငါမဟုတ်ဘူးလို့ကြိုပြီးသိထားရမယ်ဟုတ်ပြီလားဝေဒနာပစ္စယတဏဆိုတဲ့အတိုင်းတဏဒီစဆာချင်းလာပြီလားဝေဒနာတက်မှလာတာလားအော်ဝေဒနာတက်မှလာတာအခုမှပေါ်လာတဲ့တဏယောဂီတော့ငါလို့ပြောလို့ရပါမလားငါမွေးတာနှစ်ပေါင်း၄၅60ရှိပြီအခုတဏဟလားထိုင်နေချင်းမပေါ်ဘူးအခုမှဝေဒနာဖောက်ပြန်တဲ့ဝေဒနာဓာတ်ကြီးလေးဖောက်ပြန်မှုရှိလားမှာ ဝေဒနာပစ္စယတဏ္ဍာဆိုတဲ့အတိုင်းစိတ်မှလှုပ်ရှင်နေစေလေးပေါ့လေ။အော်လှုပ်ရှင်နေစေကငါမဟုတ်ဘူးလို့သိထားရမယ်။အဲ့တော့လှုပ်ရှင်နေစေပေါ်လာလို့ရှိရင်ယုတ်တဲ့ကအလိုမလိုက်ဖက်နဲ့အဲ့လှုပ်ရှင်နေစေကိုပဲလင်းတတိထားပြီးစောင့်ကြည့်ရမယ်။ဟဲ့လားဘလောက်ပဲလှုပ်ရှင်လှုပ်ရှင်ခန္ဓာကိုယ်ကြီးနှစ်ပိုင်းပြတ်သွားတော့မလောက်ဟဲ့လားအဲခြေတော်ကြီးပြုတ်ထွက်သွားတော့မလောက်ဟဲ့လားဝေဒနာပြင်းထန်လို့ဘလောက်ပဲလှုပ်ရှင်လှုပ်ရှင်လှုပ်ရှင်နေစေကိုအလိုမလိုက်ဖက်နဲ့သူ့ကိုစောင့်ကြည့်ရမယ်တတိထားရမယ်ကြည်ဖြူစွာနဲ့တီးခံဆွလို့ရမယ်။ အစားတော့ကတော့အောက်ကခြေတော်ကြီးကနားတယ်။ပေါင်ကြီးကအောက်တယ်လို့ထင်ပါပဲ။ဟုတ်လား။သို့တော်လည်းယောဂီတို့ကဝေဒနာတက်လို့ရှိရင်နားတဲ့နေရာကိုမကြည့်ရအောင်။ပေါင်တို့ခြေတော်တို့ဒူးကောင်းတို့အဲ့လိုအောက်နဲ့နားနဲ့ကိုက်တခဲတဲ့နေရာမကြည့်ရပါဘူးတဲ့။ဘာကိုကြည့်ရမှာလဲ။စိတ်ကိုကြည့်ရမယ်။ဘာကြောင့်စိတ်ကိုကြည့်ရတာလဲ။တဏှာကဘယ်မှာကိန်းတာလဲ။လှုပ်ရှင်နေဆိုတဲ့တဏှာဒီဒူးကောင်းမှာပေါင်မှာကိန်းတာလားမိမိစိတ်မှာပဲကိန်းတာလား။အဲစိတ်မှာပဲကိန်းတယ်။အဲ့တော့ရှေးစိတ်ကလေးကလှုပ်ရှင်နေဆိုရင်နောက်စိတ်ကနေ တီးခံပြီးတော့အိုက်စက်ကလေးကိုမြေအောင်ကြည့်ပြီးတီးခံဆွလွတ်လိုက်။မကျင်နဲ့ရွှေကျင်နဲ့ပြင်ကျင်နဲ့ဆိုလို့စိတ်ကလေးပေါ်လာလို့ရှိရင်အိုက်စက်ကလေးကိုရှေ့စိတ်ကအဲ့လိုလှုပ်ရှင်ပြင်ကျင်နဲ့စိတ်ကလေးပေါ်လာနောက်စိတ်ကနေတတိထားပြီးတော့တီးခံမယ်ကြည်ပူစွာဆွလွတ်မယ်စောင့်ကြည့်မယ်။ဟုတ်ပြီလားလှုပ်ရှင်တဲ့စိတ်သူ့သဘောနဲ့သူကုံသွားတဲ့အထိတတိထားရမယ်။ဟလာမိမိကရှုရခြင်းမရှိသေးတဲ့ကလှုပ်ရှင်တဲ့စိတ်ပေါ်လာချက်ချင်းကြီးပျောက်သွားမှာမဟုတ်ဘူး။ဟလာပေါ်မှာပေါ်လာရင်ပေါ်လာရင်လည်းတတိထားတီးခံ။ မလုံးနဲ့အဲစိတ်လှုပ်ခြင်းနဲ့စိတ်ဆက်ကြည့်ဆက်ပြီးဖြစ်နေလဲတီးခံပြီးသတိထားပြီးစိတ်ကလေးကိုပဲစောင့်ကြည့်သတိထားလိုက်နောက်ဆုံးအဲ့လှုပ်ခြင်းနဲ့စိတ်ကလေးကုံသွားဆုံးသွားချုပ်သွားပျောက်သွားတဲ့ဒီသတိထားပါယုံကြည်ကိုသတိထားမှာလားစိတ်ကိုသတိထားမှာလားဟုတ်ပြီရှေးစိတ်ကလှုပ်ခြင်းနဲ့နောက်စိတ်ကတီးခံပြီးဆွန့်လို့ဟုတ်လားအဲ့တော့ရှေးစိတ်ပေါ်တာကိုနောက်စိတ်ကသတိထားပြီးကြည့်တဲ့အတွက်အဲ့ဒါရှေးစိတ်ကိုနောက်စိတ်နဲ့ရှုတယ်လို့လဲခေါ်ပါလေဟုတ်ပြီလားမဟုတ်ရှိရှိကမှာရှေးစိတ်ကိုနောက်စိတ်နဲ့ရှုတယ်လို့မပါဘူးလား အဲဟုတ်ပြီနောက်စိတ်ကသတိထားတဲ့စိတ်တတိအကောင်းစွာနဲ့ပေါ်လာခဲ့လို့ရှိရင်ရှေ့သိသည်ရှိပါဦးမလားဟင်ဟလာခုနလိုစိတ်နဲ့စိတ်စိတ်နဲ့စိတ်သည်တပြိုင်တည်းဖြစ်ဦးထုံးစံရှိသလားမရှိဘူးလှုပ်ထုတ်ခြင်းစိတ်ကတော့ပေါ်မှာပေါ်လို့ရှိရင်အရင်တုန်းကရှေ့စိတ်ကလှုပ်ခြင်းနဲ့နောက်စိတ်ကလှုပ်ပြအောင်လှုပ်လိုက်တယ်အခုကျတော့ရှေ့စိတ်ကလှုပ်ခြင်းနဲ့နောက်စိတ်ကနေမလှုပ်ဖက်နဲ့တီးခံပြီးတော့ဟလာအဲလှုပ်ခြင်းနဲ့စိတ်ကလေးပဲပြန်ပြီးမြင်အောင်ကြည့်ပြီးတော့တီးခံပြီးတော့ဆုံးလို့ရမယ် ဟလာဘလောက်ပဲလှုပ်ချင်းလှုပ်ချင်းရုပ်ရုပ်နှစ်နာရီမလုံးမချက်ပဲထိုင်လို့ခြေတော့ကပေါန်းသွားပြက်သွားတာရှိပါမလားအဲအဝေးပါဟုတ်ပြီလားအသက်နဲ့လည်းအဝေးကျိုးတာပြက်တာလည်းမဖြစ်ဘူးအဲ့တော့ဒီရှုွက်မှာအခုနလို့ခိုင်းတာကိုနားလဲဖို့လိုတယ်ဩဘလောက်ပဲလှုပ်ချင်းလှုပ်ချင်းဒီစိတ်ကလေးကိုရှိရှုရမယ်တတိထားရမယ်ဟလာစိတ်ကိုရှုရဆိုတာတသက်ကြီးမဟုတ်ပါဘူးစိတ်ကလေးပေါ်ရင်ပေါ်မှန်းလေးတိလိုက်တာဟလာယောဂီတခုတော့ယောဂီတို့ဘက်ကနေဟလာ အရှုညာပေါ့လေသတိထားတဲ့စိတ်ဒီအရှုညာလို့ခေါ်ပါတယ်အရှုညာမှာတစ်စကလုံးမပါဘူးဟလာအခြားကမ္မထာနဲ့မရောနဲ့နော်လှုပ်ခြင်းနဲ့လှုပ်ခြင်းနဲ့လှုပ်ခြင်းလို့ယွတ်မနေနဲ့ဟလာအဖြစ်တယ်ဖြစ်တယ်ဖြစ်တယ်ပြက်တယ်ပြက်တယ်ပြက်တယ်စိတ်စိတ်အနိစ္စဒုက္ခအနတ္တဘာစကလုံးမှမပါဘူးသို့တော်လေတတိရှိတဲ့ပုဂ္ဂိုလ်ကြီးလှုပ်ခြင်းနဲ့စိတ်ကလေးပေါ်ရင်ပေါ်မှမသိဘူးလားအဲတတိမရှိရင်တော့ရှေ့စိတ်ကလေးလှုပ်ခြင်းနဲ့နောက်စိတ်ကလေးဟလာလှုပ်ပြအောင်လှုပ်လိုက်တော့ဟလာမိမိက တဏှာအလိုလိုက်လိုက်ပြီတဏှာအလိုလိုက်ပြီလှုပ်လိုက်ပြန်လိုက်မလာရွှေ့လိုက်လို့ရှိရင်နဲ့ခဏတော့ချမ်းသာမယ်တဲ့နောက်တော့ပြန်မစင်းရဘူးလားဒီလိုလေးလှုပ်လိုက်ခြင်းနဲ့ဆိုပြီးရှေ့စိတ်ကပေါ့နောက်စိတ်ကဟုတ်တယ်အင်းဟာဆိုလှုပ်လိုက်ကောလှုပ်ပြီးတော့အဲ့ဒီလိုလေးလှုပ်တဲ့ခါကျရင်ကြာတော့ပြန်ပြီးနာမလာဘူးလားပြန်လို့ဟိုလိုလေးဆိုပြန်ပြီးတော့လှုပ်လိုက်လှုပ်ခြင်းနဲ့အဲ့စိတ်အလိုလိုက်ပြီးလှုပ်လိုက်လဲဟိုလိုလေးခဏချမ်းသာတယ်ပြီးရင်ပြန်နာတယ်အဲ့တော့လှုပ်နေတဲ့ပုံကူဒီတေတဲ့အတိဟလာဆုံးပါမလားလှုပ်တဲ့ပြဿနာကြီးက လုံရင်ခဏခဏပြီးရင်ပြန်ဆင်းရင်ပြန်ဆင်းရင်ပြန်လှုပ်ရင်ပြီးတော့ပြန်လှုပ်ပြန်လှုပ်တော့ပြန်ဆင်းရင်တဏှာကအလိုလိုက်ပြီးလှုပ်ပြန်မရွှေနေလို့ရတော့ငါတို့တတလုံးဟလားသာဝရချမ်းသာမရဘူးခဏပန်းချမ်းသာရွေးရမှာပဲအဲ့တော့ယောဂီတို့ကခဏပန်းချမ်းသာလိုချင်တာလားသာဝရချမ်းသာလိုချင်တာလားသာဝရချမ်းသာလိုချင်တဏှာကိုအလိုလိုက်ရမှာလားတဏှာကိုစွန့်ရမှာလားအဲမြတ်စွာဘုရားကနိဗ္ဗာန်လိုချင်လို့ရှိရင်တဲ့ဟလားစာကောတဲ့တဏှာကိုစွန့်ပါတဲ့ တဏှာယစာကိုတဏှာယပဋိနိဒေကိုတဏှာကိုဝေးအောင်ဆွတ်မှာတဏှာယမုတ်တိတဲ့တဏှာနဲ့လွတ်အောင်နေပါတဲ့စိတ်ကလေးမှာတဏှာလွတ်အောင်နေတဲ့တဏှာယအနာလျောတဏှာနဲ့မကန့်ကြီးပါနဲ့အကန့်ကြီးမခံပါနဲ့ဟုတ်ပြီလားအဲ့တော့အရင်တော့ကဟဲ့လားလှုပ်လိုက်ပြင်လိုက်မလိုက်ရွှေ့လိုက်နဲ့ဟဲ့လားမခံနိုင်အတိလေးနဲ့ပြင်အမှတ်လေးနဲ့ပြင်ဆိုတဲ့တရားမျိုးကျင့်ခဲ့တဲ့ပုဂ္ဂိုလ်ဒီဒီမှာဒုက္ခတွေ့လိမ့်မယ်တီးခံရမယ်ဟုတ်ပြီလား ဘလောက်ပဲနာနာကျူတာပဲ့တာရွေတာမရှိဘူးပွန်းတာပဲ့တာလည်းမရှိတဲ့အတွက်ငါတိခံမယ်ဆိုပြီးတော့လှုပ်ချင်တဲ့စိတ်ကလေးကိုတိခံပြီးတော့နေဟာဘလောက်ပဲလှုပ်ချင်လှုပ်ချင်အဲ့လိုစိတ်ကလေးအလိုမလိုက်ဖက်နဲ့နောက်စင်းနောက်စီကနေသတိထားပြီးတော့ရှေ့စိတ်ရဲ့အလိုကိုတိခံဆွလုံးနေတာကိုတဏှာကိုဆွလုံးတယ်လို့ခေါ်ပါတယ်အဲ့လိုဆွလုံးလို့ရှိရင်ဘာဖြစ်လာလဲဆိုတော့ဟာဝေဒနာထားပါလို့ဒူကောင်းကြီးကအောင့်လာတယ်အရင်တော့ဒူကောင်းကြီးကိုကြည့်တယ်အခုဒူကောင်းကြီးကိုဆရာကမကြည့်ရဘူးနားတဲ့နေရာမကြည့်ရဘူးလို့မှားတယ်အဲ့လိုစိတ်ကလေးပဲတိခံမှကြည့်နေတာ ဟဲ့အဲ့လိုကြည့်တဲ့ခါကျတော့နောက်တော့နာတာသည်ဟဲ့မိမိကမလုပ်ဖဲတာနေနော်နမတ္တကမလုပ်အောင်နမတ္တကအတပြားစာတောင်းမှတက်တာတဲ့စိတ်နဲ့မညှက်ရအောင်အဲ့ဒါအရေးကြီးဆုံးပဲနော်အဲ့ဒါတမဏိစည်းကံအဲ့လိုယောဂီတို့ကအတပြားစာတောင်းမှတက်တာအောင်မလုပ်ဖဲမညှက်ဖဲနဲ့မိမိကတီးခံပြီးတော့နေမယ်ဆိုလို့ရှိရင်အခုနဒူကောင်းကြီးရတော့ပေါင်ကြီးရတော့တင်မရတော့ပြောတဲ့ဝေဒနာဒီနားတဲ့သဘောဒီဟောဒီရင်ထဲကိုရောက်လာမယ်ဘယ်ရောက်လာမှလဲ ရင်ထဲကိုရောက်လာမှာဟာလားဘုန်းကြီးကစိတ်ကိုရှိပါရှိပါလို့ပြောတယ်အချို့အာမရှိတတ်ဘူးဟာလားစိတ်မရှိတတ်ဘူးတကယ်နာလိုက်စိတ်ကလုံးထွေသွားတော့မရှိလို့မရတော့အဲ့လိုပုံကများတယ်လေမပူနဲ့ဥစဉ်တွဲတဲ့စကားဒီစားနားထောင်ဟာလားဘာမှမရှိတတ်ရင်နေယောဂိတို့ဘက်ကခန္ဓာအင်ကိုတက်တအောင်မလှုပ်ဖဲအတ္တပြသာတော့မလှုပ်ဖဲမညစ်ဖဲတဲ့အင်းစိမပြစ်အောင်သာဆောင်းလျှောက်ထားအော်တိုမက်တစ်နားတဲ့သဘောလေးဒီဟောဒီဟာတရဆိုတဲ့နှလုံးအင်ရောက်လာလိမ့်မယ် ယင်းထဲမှာစူးသလိုအောင့်သလိုကြက်သလိုခန်းခက်သလိုတစစ်စစ်ဟလားအကလေးနဲ့ထိုးနေသလိုဖြစ်နေမယ်အဲ့ဒါဆိုရင်မှန်ပြီဟုတ်ပြီလားယောဂီတို့အစနာတိုင်းကဒူးကောင်းအောင်ပေါင်အောင်လို့မထင်ဘူးလားအဲမလုပ်ဖက်တာနေဘယ်ရောက်လာမှာလဲအဲဟာဒီရောက်လာလိမ့်မယ်လို့ဥစဉ်အာမခံတယ်အဲ့ဒါဆိုရင်လမ်းကြောင်းမှန်ပြီအဲ့ဒီယင်းထဲမှာခံစားခဲ့တဲ့သဘောလေးကိုဟလားတဏှာလို့ခေါ်တယ်ဘာလို့ခေါ်လဲ အဲ့ဒါသာယောဂီတော်ဆုံးသွားတဲ့အထိတီးခံပြီးတော့စိတ်ရှိရှိထားကြည့်ဘလောက်တောင်ရှည်ရမလဲဆိုရင်မကုံမရှင်းစိတ်ရှည်ရမယ်ဟုတ်ပြီလားတဏှာဒီသင်္ခရဓမ္မအိိဆမမြဲဘူးယောဂီတော်သူကဆုံးမှာပဲသူအိိဆဆိုဆုံးမှာပဲသူဆုံးအောင်တော့ယောဂီတော်ကစိတ်ရှိခဲ့လို့ရှိရင်တဏှာလဲဆုံးဟလားအဲ့ရင်ထဲမှာခံစားခဲ့တဲ့သဘောလေးပြောတာနော်တဏှာဆိုတာပြူးပြီးမြင်ရမှာမဟုတ်ဘူးစိတ်ထဲမှာခံစားချက်နေတာလေးကိုပဲတတိထားမတိကံပြီးတော့ဆုံးအောင်ကြည်နိုင်ခဲ့မှာဆိုလို့ရှိရင် တခါတည်းနဲ့ရတဏှာလဲဆုံးသွားလို့ရှိရင်ရင်ထဲမှာတဏှာကြောင့်ကြမ်းတဲ့လင်းလက်ကနေမြင့်ကနေကြာသွားပြီးတော့အေးသွားလိမ့်မယ်ချမ်းသာသွားလိမ့်မယ်အော်ရှူစရာလိုသေးလားမလိုဘူးရှူစရာမလိုဘူးအဲ့အချိန်မှာဟဟာတဏှာချုပ်သွားတဲ့ပိုင်းနဲ့အခြားမဲ့၌ရင်ထဲမှာအေးပြီးဆင်းသွားလိမ့်မယ်အဲ့အချိန်မှာရုပ်ကြီးနာလာကြီးသွားကြည့်ရှိတယ်မိမစီမှာဆင်းရတာလုံးဝမရှိတော့ဘူးအဲ့ဒါကိုဘဝင်ကြတယ်လို့ခေါ်တယ်ဟုတ်ပြီလားဘဝင်ကြတယ်ဆိုဒီမှာ ငါဘာငါချလို့ရပါမလားမရဘူးဟုတ်လားဘဝင်တက်ရခြင်းအကြောင်းကဘာလဲတဏှာတဏှာမိမိစိတ်မှာကုံအောင်ဆုံးအောင်ချုပ်အောင်မိမိကတတိပညာနဲ့တိခံပြီးတော့ခန္ဓာတရားလက်ကင်ထားပြီးတော့မိမိကစောင့်ပြီးကြည်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တဏှာချုပ်ပါတယ်တဏှာရှိခြင်းဒီအကြောင်းတရားစင်ရခြင်းဒီအကျိုးတရားတဏှာချုပ်လဲချုပ်သွားတော့တဏှာဟုတ်လားစင်ရခြင်းအကြောင်းတရားတဏှာချုပ်သွားတဲ့အတွက်မိမိစိတ်မှာလည်းဟုတ်လားဘဝင်ကြပြီးစင်မှုချုပ်သွားပါလိမ့်မယ်အဲ့လိုအဲ့ဒါ ဲ့လိုဘဝင်ကြသွားပြီးစိတ်ထဲမှာအေးချမ်းသွားပြီဆိုလို့ရှိရင်ယုံနာတော့လဲစိတ်မနာတော့ဘူး။ရှင်မြပြောတာဟုတ်တော့ဟုတ်ပါတယ်။လူတိုင်းရပါမလားဆိုတော့တဏှာကိုအလိုမလိုက်တဲ့ပုဂ္ဂိုလ်ရတယ်။တဏှာအလိုလိုက်ရပါမလား။အဲခန္ဓာအင်းကိုမပြုတ်မပြင်းမဲနဲ့ဟဲ့လားတက်တာအောင်ညှစ်ချင်းလှုပ်ချင်းအတပြားစာမှမလှုပ်ဖဲနဲ့တဏှာကိုတီးခံပြီးဆွံ့နေတဲ့ပုဂ္ဂိုလ်ဒီရပါတယ်။အဲ့လိုရပြီဆိုရင်ဘုံဝင်ကြသွားပြီဒီရှုွက်ရဲ့ပထမပိုင်းပြီးသွားပြီဟလာရွံ့နာရဲ့ဘောမှာစိတ်မစင်းရတော့ဟလာ ခန္ဓာကိုယ်ကြီးကလှုပ်လဲမလှုပ်ချင်တော့ငြိမ်နေရတာခြံသားမျိုးလှုပ်ရတဲ့ဆင်းရဲသွားတယ်အဲ့လိုအခြေအနေရောက်သွားလို့ရှိရင်အခုနောက်ပဲရုပ်ကမ္မထမ်းမဲ့ရှုရှုနာမ်ကမ္မထမ်းမဲ့ရှုရှုရှုကြည့်ရရှုလို့ရပြီတဏှာမကြုတ်ဘဲနဲ့တော့ရှုလို့ရပါမလားရှုကြည့်မရအောင်အချိန်တိုင်းနာလိုက်လှုပ်ချင်လာတော့ဘာဘာမှရှုလို့မရအောင်အဲ့တော့ဟာဒီကျင့်စဉ်ရဲ့အကြံမင်းသဘောလေးကိုသိပြီလားနားမလည်မေးပါရှုပ်တယ်ဆိုရင်မေးပါဘာလို့ရမလဲဆိုတော့ကျန်းစဏ္ဍာသိဖို့လိုတယ်ဟုတ်လားမေးပြီးတော့ကျင့်ပြီးမှမေးခွန်းထုတ်မယ်ဝေဖန်မယ် သုံးတက်မယ်။ဥဇင်းတို့ဘက်ကတော့အာမခံတယ်နော်။အာမခံတယ်။ဟုတ်လား။ညစ်တာမှမတည်ဘူးတတိအားနေနေပြီ။ဝေဒနာတက်မှာပဲနာတာအဲ့တက်တဲ့နေရာနာတဲ့နေရာကိုမကြည့်ရဘူး။ကိုယ်စိတ်ကလေးပဲတတိထားနေမယ်။ဟုတ်လား။ဘဝမှာလာပြီးတော့တနာညစ်မှာ။နမတိတ်ကတော့တက်တာဘူးလှုပ်မယ်။မလို့ဖဲနဲ့မိမိကတတိထားပြီးလှုပ်ရှင်တဲ့ကိုတိကဆန်တနာတိလှုပ်လို့မရတဲ့နာတညစ်လိမ့်မယ်။အဲညစ်တာရောလှုပ်တာရောကိုကတိခံပြီးတော့ ဟဲ့လားညံပါပါနဲ့တတိရှိရှိနဲ့တီးခံပြီးစောင့်ကြည့်ပြီးတော့ညှင့်ချင်းလှုပ်ချင်တဲ့စိတ်ကိုဆွန့်လွတ်ဖို့လိုပါတယ်ချက်ချင်းကြီးတော့မရဘူးတက်လာတယ်တီးခံပြီးဆွန့်လိုက်လှုပ်ချင်တဲ့တီးခံပြီးတော့ရှော့ပေးလိုက်တင်းလာတယ်တီးခံပြီးရှော့ပေးလိုက်ဘွဲမှာညှင့်လာတယ်တီးခံပြီးတော့ပြိထားပြီးတော့ရှော့ပေးလိုက်အဲ့လိုကျိန်ဖန်များစွာလှုပ်ရပါတယ်ချက်ချင်းကြီးဒီခါတော့မရပါဘူးအဲ့ရှုပ်ွက်သဘောလေးလှုပ်ွက်သဘောလေးကိုနားလည်ဖို့လိုတယ် တခိုင်းလှုပ်လှုပ်ညင်ညင်ဘာအလှုပ်တယ်ညင်တယ်ဆိုလို့ရှိရင်မိမိစိတ်ကမိမိရည်တတိဉာဏ်ပညာအားနဲ့လို့တတိအားနဲ့လို့ဟုတ်ပြီလားမလှုပ်ဘဲမညစ်ဘဲခုနလိုစိတ်ကလေးရှိပါဘုန်းကြီးကပြောတယ်စိတ်လည်းမရှိတာပဲဆိုကိစ္စမရှိဘူးရတယ်တခိုင်းတို့ဘက်ကမလှုပ်ညင်မလှုပ်မိအောင်မညင်မိအောင်တတိနဲ့ဆောင်းလျှောက်ဖို့ပဲလိုပါတယ်ဟုတ်ပြီလားအဲ့တော့အလွယ်ဆုံးပြောပါဆိုလို့ရှိရင်ခန္ဓာအင်ကိုမလှုပ်မပြင်းမနဲ့မညစ်ဖက်နဲ့ဝေဒနာကိုသိခံပြီးတော့ကိုယ်စိတ်ကလေးဘာပဲပေါ်ပေါ် ပုံမှန်လေးသိရင်တော့ပဲစိတ်ကိုရှိလို့ဆိုတာဟလာလူတယောက်ငှတ်ထန်ကတော့မြင်ရဆိုမမြင်ရပါဘူးစိတ်ကညာရှိတဲ့ပုဂ္ဂိုလ်တတိရှိတဲ့ပုဂ္ဂိုလ်ဒီကိုမပေါ်မပေါ်လာသတိထားရင်သိပြီးတော့အကျဉ်းချင်းစိတ်ကလေးကနောက်ဆုံးချုပ်သွားတာသိတယ်အဲ့တော့ပေါ်လိုက်ချုပ်လိုက်ဖြစ်နေတော့သူဖြစ်နေအဲ့ဒါကိုကိုကအတားလေးဇာပွဲကြည့်တယ်လို့ထိုင်ပြီးတော့အကဲခတ်နေတာတတိပညာပဲဝိညာဉ်ဘက်မပြောင်းကြမလို့ဘူးဝိအောက်ကနာတာကြီးပေါ်လာမယ်နာတဲ့နေရာကိုမကြည့်နဲ့ဒူးကောင်းလို့ပေါင်းလို့ဆိုတာပညာ အဲ့ဒါကိုမကြည့်အောင်နော်သူဒူးကောင်းတော့နားတဲ့သဘောလေးစိတ်ကမတည်ဘူးလားတည်တဲ့စိတ်ထဲမှာမခံစိတ်ဖြစ်မလာဘူးလားအဲမခံစိတ်လှုပ်ရှင်လာလို့ပြင်းနေတယ်မှာအဲ့စိတ်ကလေးကိုပဲစောင့်ကြည့်ရအောင်ဟုတ်ပြီလားဘဝင်ဆိုဒီမှာစိတ်ပါပဲစိတ်စဖြစ်တာစဖြစ်တဲ့နေရာပေါ့ဘဝင်ဟတ်တရအဲ့တော့အဲ့အဲ့ဒီဘဝင်မှာလာပြီးတော့တဏှာစိတ်မှာပူဘဝင်လာပြီးညှင့်မှာဟာစိတ်ဖြစ်တဲ့နေရာအဲ့ဘဝင်မှာလာညှင့်မှာကိုညှင့်ရှင်တဲ့စိတ်ကလေးကို တနာညှင့်မအောင်တနာဘုရစေကညာညှင့်ချင်စေကလေးမညှင့်မအောင်စောင့်ကြည့်ပြီးတီးခံပြီးဆွန့်လွတ်တာညှင့်မဒီမှလားညှင့်မဆရာလှုပ်မရအောင်စောင့်ကြည့်နေတာကိုလှုပ်ရင်ချင်းချင်းပြောတော့လှုပ်လို့မရတော့နောက်ဆုံးတော့ဆင်းလာတော့ဘဝမလားညှင့်တာလှုပ်မယ်သူ့ကိုလှုပ်မယ်ဆိုရင်တော့ဘဝမညှင့်ပြီးမှလှုပ်လို့ရတယ်ဟုတ်လားနောက်ဆုံးလက်သန်းလေးလှုပ်တာအစဟုတ်လားဒီမှာဘဝမလားညှင့်တာအဲခွဲစိတ်ကဝင်မှုတဲ့လူတွေဒီခွဲစိတ်ပြီးတော့တအားနာနေရောနာတဲ့ခါကျလက်သန်းလေးအဲ့လိုဖြေးဖြေးလေးဟုတ်လား 1 mm လောက်လှုပ်တာတောင်မှဒီမှာလာနာတယ်ဒီမှာလာပြီးတော့ဖြစ်အဲ့တော့ဒီမှာလာပြီးတော့ဘဝင်မှာလာပြီးညှင့်မှလှုပ်လို့ရတယ်အဲ့တော့ဘဝင်မှာလာပြီးညှင့်မဲ့တဏှာလာညှင့်မအောင်တဏှာကိုစွန့်မပြေတဲ့ဘဝင်မှာလာပြီးတဏှာလာညှင့်တောင်စောင့်ကြည့်ပြီးဒီကန်ဆွလို့တာဘဝဇာကုချိန်မတည်သေးကစိတ်ကိုပဲကြည့်နော်တိုးတိုးလေးဆရာတော်ကြီးကဘဝင်မိုင်းလို့နာမည်ပေးထားတာကအဲနောက်မှကျတော့တိလာလိမ့်မယ်ဩဒီမှာလာပြီးပြဿနာဖြစ်တာပါလားဆိုပြီးတိလာလိမ့်မယ်ဘဝင်မိုင်းရှိကွက်လို့ခေါ်အဲ့တော့ဦးဇင်းတော်က လောလောဆယ်မှာတကကြီးအလုံးလုံးတတ်ဖို့ပဲမင်းမယ်ကျန်သာနောက်မှမင်းမယ်နော်ကျင့်ပြီးမှစကားပြောမယ်အဲ့တော့ရှုခွက်နားလဲပြီလားယုတ်ကြီးကိုနားလိုက်ယုတ်ကြီးကြည့်ရမှာလားလှုပ်တဲ့ပင်နဲ့မှတော့ရှုရလှုပ်ရမှာလားအဲ့တော့ဘာလို့စွန့်လှုပ်ရမှာလဲလှုပ်ခြင်းပြင်ခြင်းမှတ်ခြင်းရွှေ့ခြင်းညှစ်ခြင်းနဲ့စိတ်ကလေးပေါ်မလာဘူးလားအဲ့တော့ကိုပဲစောင့်ပြီးတော့စွန့်လှုပ်ရမှာအကယ်၍လှုပ်ဖြစ်တယ်ညှစ်ဖြစ်တယ်ဆိုလို့ရှိရင်ရှုခွက်ကပျောက်သွားပြီမှားပါပြီဘလို့ပဲဘယ်နှစ်ပဲထိုင်ထိုင်ဘယ်နှကြိမ်ပဲထိုင်ထိုင် နောက်ဆုံးမြတ်စွာဘုရားသခင်ပွင့်တော်မူလို့သူရှိမှငုံတော့ပဲထိုင်ထိုင်ဟလာစိတ်အလိုလိုက်ပြီးတဏှာလိုလိုက်ပြီးတော့ယောဂီတို့ကဟာလှုပ်ချင်အောင်လှုပ်တယ်ဆိုရင်တရားမရနိုင်ဘူးဟုတ်ပြီဘုရားပွင့်တော်တခါကြီးလို့ဘာလို့ခိုင်းမှာလဲတဏှာနဲ့ပေါင်းဝင်ဝင်တဏှာဆုံးခိုင်းမှာလားဆုံးခိုင်းမှာဟုတ်ပြီလားအဲ့တော့ဒီဟာကိုကျင့်မှုလို့ပါတယ်အရေးကြီးတယ်နော်ဘဝင်ကိုလုံးဝမမှားဘူးဘဝင်မှန်းလို့ပြောပေမဲ့ဒကမာကြီးကကိုယ်စိတ်ကလေးပဲရှိရမယ် စိတ်ကလေးလှုပ်ရှင်ညှစ်ရှင်တဲ့စိတ်ကလေးကိုပဲမလုပ်ပြီးမညှိပြအောင်တိခံပြီးစိတ်ကလေးပဲကြည့်နေဘဝကိုလုံးဝမှန်းပြီးမရှိအောင်ဟိုနေရာမနေရာမှာမှန်းမရှိအောင်ဟုတ်ပြီလားဟုတ်ပြီနော်ကျင့်ကြည့်မကျင့်ပြီးဒီမှာပြဿနာဟလာပေါ်လိမ့်မယ်ဟလာဘာကိုဘာဘယ်နေရာမှာကိုမရဘူးလဲဆိုအဲ့ဒါတော့မှဦးဇင်းတို့ထပ်ပြီးတော့ရှင်းမယ်ဒီချိန်မှာဒီလောက်ပဲဆိုရင်တော်ပြီနော်ဟလာဘဝင်ကြတဲ့ခေါင်းလည်းမထင်နဲ့တဏှာကိုရှုနိုင်အောင်ကြိုးစားအောင်ဘဝင်ကြတဲ့အကျိုးတရားလုပ်ယူလို့မရအောင်အကြောင်းတရားတဏှာကိုအလိုမလိုက်တာအကြောင်းတရားဆိုတော့ဒကာကြီးမလုံမပြင်းမဲနဲ့ လားရုပ်နာတော့လဲစိတ်မစင်းနဲ့နေနေအောင်အရင်ကြိုးစားအောင်မိမိတည်ထားတဲ့အိမ်တွေကိုအတပြားသာတော့မှမပြောင်းရအောင်အရင်စောင့်ရှောက်အောင်အဲ့ဒါမှမရသလိုရှိရင်ဘာမှရှိလို့မရဟုတ်ပြီလားအဲ့ဒါဦးဇင်းတို့မြန်မြန်ပြောပါတယ်ခန္ဓာရင်နေထားမှန်တယ်ဣရိယာပုမှန်တယ်မှန်တဲ့မှန်တယ်ဆိုလို့ရှိရင်90ကျော်လုံးကိစ္စပြီးပြီဟုတ်လားမှန်တဲ့အိမ်တွေကိုယောဂိယအတပြားသာတော့မှမပြင်းမင်းအောင်မညစ်ဘဲမလုပ်ဘဲနဲ့စောင့်ရှောက်နေလို့ရှိရင်ຢာပီးသားလို့အောင်မိလိုက်ဟုတ်ပြီလား မရသေးဘူးဆိုရင်မှားနေတယ်နေရာမှားနေပြီဟုတ်ပြီလားတရားကရှင်းရှင်းလေးပဲယောယောဂီတို့လုံနိုင်မလုံနိုင်ပဲစကားပြောရမယ်ကဲအဲ့တော့တိလာယူရမယ်